မအခြေကြီးမှာအမျိုးသားရင်းနဲ့ပတ်သက်ရင်ဘယ်တော့ကမှကံမကောင်းခဲ့ဘူးပါဘူး။ကျမဒေတင်လုပ်တဲ့အခါမျိုးမှာလည်းအများကြီးကံဆိုးခဲ့ပါတယ်။ဒီလိုနဲ့ကျမရဲ့သားလေး၅နှစ်ကျော်လောက်တဲ့အချိန်မှာအမျိုးသားကဆုံးပါသွားခဲ့ပါတယ်။ကျမကိုကျမရက်တင်နိုင်မှုအတွက် ပြင်ဆင်ခဲ့ရပြီးတော့၃လလောက်စင်ကယ်မသားဖြစ်ပြီးတဲ့နောက်မှာကျမရဲ့အင်ဂျင်ချင်းကသူ့ရဲ့တငယ်ချင်းဖြစ်တဲ့ Steve ဆိုသူနဲ့မိတ်ဆက်ပေးလာခဲ့ပါတယ်။တိတ်မကြလိုက်ခင်မှာပဲသူက ကျမ့ဘဝတွေကိုဝင်လာခဲ့ပါတယ်။ပထမဆုံး၆လမှာတော့အရင်ကပြောစရာကောင်းခဲ့ကြပါပဲ။သူကအရက်တွေကိုပို့ပို့ပြီးတောက်လာခဲ့ပါတယ်။ အဲ့လိုအခြေမျိုးတွေမှာဆိုသူကအရန်ကိုစိုးသွမ်းနေသူတူအဖြစ်ပြောင်းလဲသွားခဲ့ပြီးတော့လမ်းပေါ်ကတွေ့သမျှသူတွေထဲမှာကပဲသူ့ရဲ့တငယ်ချင်းတွေကိုပါရန်ရှာတတ်ပါတယ်။ Steve ကဒီလိုမျိုးအရက်တော့စိုးသွမ်းနေတာကြောင့်တဖြည်းဖြည်းနဲ့အနာကတငယ်ချင်းတွေအကုန်လုံးကျမတို့စီကထွက်ခွာသွားခဲ့ကြပါတယ်။ဒီအရာတွေကသူ့ကိုအရက်ဆက်မတော့ဖို့အတွက်မတောင်းနိုင်ခဲ့ဘူးနဲ့သူ့ရဲ့ဒေါသတွေအကုန်လုံးကကျမစီကိုဥတီလာခဲ့ပါတယ်။၆လကနေ၈လကြာမှာအယံကိုခတ်ခဲ့တဲ့အခြေအနေကိုတိဆောက်ခဲ့ရပြီးတော့တွန်းထုတ်တာမျိုး၊ရိုက်နှက်တာမျိုး၊လေဘေးညစ်တာမျိုးစရာတွေကိုပြုလုပ်လာခဲ့ပါတယ်။ တခါကကျမရေချိုးခန်းရဲ့ brain box ကနေလွတ်လာခဲ့ပြီးတော့မကြခင်မှာပဲသူကကျမတငယ်ချင်းကိုရိုင်းတဲ့ကကျမဘယ်မှာရှိလဲဆိုတာကိုမြင်မြန်ခဲ့ပြီးတော့ကျမကိုရှာတွေ့သွားခဲ့ပါတယ်။အရှက်အလွန်ကြုံတောက်ထားတာကြောင့်ကျမရဲ့အဝိစာရိအကုန်ဆွဲယူလိုက်ပြီးတော့ကျမကိုကြီးကရှင်နေခဲ့ပါတယ်။ကျမကိုဒီလိုအင်ဂျင်မပါပဲထွက်ပြေးရင်ထွက်ပြေးဖို့အတွက်စင်ခေါ်ခဲ့ပါတယ်။မင်းညာကနှိမ့်ဆက်မှုကအဆိုးဆုံးဖြစ်ခဲ့ပါတယ်။ အဲ့ဒီညကစတီဖအယက်မတော့ခင်ကျမရဲ့သားလေးနေမကောင်းတာကြောင့်သူအိပ်ပျော်သွားအောင်ကျမအနားမှာရှိပေးရမယ်ဆိုရဲအကြောင်းပြခဲ့ပြီးတော့ကျမရဲ့အစီအစဉ်ကကျမသားလေးနဲ့တညတာကုံဆုံးပေးဖို့ပဲဖြစ်ပါတယ်။မနက်နှစ်နာရီလောက်မှအိမ်ခန်းတကာခောက်တန်ကိုကျမကြားခဲ့ရပါတယ်။ကျမအိပ်ပျော်ခြင်းအောင်ဆောင်ကလဲနေခဲ့ပြီးတော့စက္ကန့်အနည်းငယ်လောက်ကြာတော့ကျမမျက်ရည်မကျအောင်အသက်ရှူတန်းကိုထိန်းထားခဲ့ရပါတယ်။ယုတ်တည်းကကျမသူ့ရဲ့လက်ကကျမရဲ့ခေါင်းပေါ်မှာခန်းစားမိတဲ့အချိန်မှာတော့အေးရတဲ့ကနေကျမရဲ့သပင်ကိုဆွဲမလိုက်ပြီးတော့ မင်းငါ့ကိုရှောင်နေဆိုတာငါသိတယ်။ကျမစပင်ကိုဆွဲကကျမ်းပြင်မှာတရွတ်တိုက်ဆွဲပြီးတော့အေကန်လေးကိုဆွဲခုတ်သွားခဲ့ပါတယ်။ပြီးတော့သူ့စီကနေထွက်သွားဖို့ကြိုးစားနေတာဆိုပြီးတော့ကျမကိုလည်းဆွဆွဲခဲ့ပါတယ်။ကျမပြတ်မပြေးနိုင်ခင်မှာပဲဒေါသတွေအဆုံးသတ်သွားခဲ့ပြီးတော့သူကအခြားမျိုးသားတယောက်နဲ့လည်းဆွဆွဲခဲ့ပါတယ်။အကယ်၍များငါမင်းကိုချားကောင်နဲ့မိခင်မင်းကိုအဲ့ဒီကောင်ကိုတပ်ပြစ်မယ်ဆိုတော့ငါချိန်ပြောရေးတယ်။ကျမကိုလေးချိန်လောက်ရိုက်နှက်ကန်ကြောက်တာကြောင့်ကျမကျမ်းမြေပေါ်ကိုလေ့ကျသွားခဲ့ပါတယ်။ ျမရဲ့တာလီရဲ့အခန်းကိုတွန်းသွားနေတဲ့အချိန်မှာသူကအနောက်ကနေရောက်လာခဲ့ပြီးတော့မင်းကိုမင်းဖြစ်သွားနေတယ်လို့ထင်လဲ။သူကကျမရှိကလမ်းလျှောက်သွားခဲ့ပြီးတော့ဒူးထောက်ထိုင်ချကမင်းဒီမှာပဲဆက်နေမလားငါမင်းကိုတေးအောင်ရိုက်တတ်ရမလားဆိုပြီးပြောလာခဲ့ပါတယ်။ပြေနော်သူကကျမစမ်းမြေပေါ်မှာငိုနေတာကိုစူပါပေါ်မှာထိုင်ခါကြည့်နေခဲ့ပါတယ်။မိနစ်30လောက်ကြာတော့စူပါပေါ်မှာပဲသူအိပ်ပျော်သွားခဲ့ပါတယ်။ဒါကကျမလွတ်မြောက်မှုအတွက်အခွင့်အရေးပဲဆိုပြီးဆုံးဖြတ်ချက်ချလိုက်ပါတယ်။ ကျွန်မကြီးမားတဲ့ T-shirt တစ်ခုကိုကောင်းဝေကကျွန်မသားလေးကိုချီပြီးတော့သူ့ရဲ့ဘေးကနေခြေတံဖောက်ဖွားနဲ့ရှောက်သွားတဲ့အချိန်မှာသူကရုတ်တရက်နိုးလာခဲ့ပြီးတော့ကျွန်မရဲ့ခြေောက်ကိုဆွဲလိုက်ပြီးမိဖေကိုသွားမလို့လဲဆိုပြီးမေးလာခဲ့ပါတယ်။ကျွန်မသားလေးကိုရှေ့တိုက်ဖို့အတွက်မြို့ကြောင်သွားမလို့ဆိုပြီးတော့တုံတုံရင်ရင်နဲ့ပြန်ဖြေခဲ့ပါတယ်။သူကစိတ်ဆိုးမှန်ဆိုနဲ့မင်းမြတ်လို့ဆိုပြီးတော့ပြောခဲ့ပါတယ်။ကျွန်မမြို့ကြောင်နဲ့ရောက်တာနဲ့တပြိုင်နက်ဖက်နှက်တွေဘောင်းမိနေတာမဝဲနိုင်မနဲ့တကားပေါက်ကနေပြေးထွက်ခဲ့ပါတယ်။ ကျမတောင်းလေးကိုချီပြီးကျမရေစခန်းကိုပြေးလာပါတော့တယ်။ရေစခန်းကနှစ်ပတ်လောက်လောက်တောင်းဝေးတာကြောင့်ကျမကံကောင်းသွားခဲ့ပါတယ်။နိုင်နေငယ်ကြပြီးရဲ့နောက်ရေစခန်းကိုရောက်သွားတဲ့အချိန်ခလုတ်ကိုနှိပ်ပြီးတော့ရဲရီကိုခေါ်ကကျမရဲ့ကြော်ကိုနေရည်နဲ့ကတ်ထားပြီးတော့ခလုတ်ကိုစတိုက်နှိမ့်နေခဲ့ပါတယ်။ကျမတောင်းလေးကိုချီကဖြည်းဖြည်းချင်းထိုင်ချလိုက်ပြီးတော့ Steve ကဒေါသတကြီးနဲ့ရောက်လာမယ့်အချိန်ကိုပဲကျမဆောင်နေခဲ့ပါတယ်။ကျမဒီမှာသာအရက်ခံခဲ့ရရင် အနည်းဆုံးတော့ဒီမှာကင်မရာမှတ်တမ်းတွေရှိသေးတာပဲ အဲဒီနောက်စပီကာကနေဗာမြကူညီပေးရမလဲကျမငွေဝယ်ဝင်တွေကဘယ်လိုရှင်းပြရမလဲတော့မသိရကြောင်းကျမပါဆက်ကနေတခေါမှထွက်မလာခဲ့ပါဘူးရဲရရှိနှစ်ယောက်ကထွက်လာခဲ့ပြီးတော့ကျမကိုကူညီခဲ့ပါတယ်အမျိုးသမီးရဲရရှိကတော့ကျမသားလေးကိုခေါ်ကဆောက်ရှောက်ပေးထားခဲ့ပါတယ်ကျမရဲတွေကိုတိုင်ကြားခဲ့ပြီးတော့ရဲရရှိကကျမကိုဆောင်တထဲကမ်းပေးခဲ့ပါတယ်ဆောင်မမီနှစ်လောက်ကြာတော့ကျမနာမည်ကိုအော်ခေါ်ရင်ရဲတွေဆွဲခေါ်လာတဲ့စတီဗ်ကိုတွေ့လိုက်ရပါတယ် ူကကျမအနောက်တကားမှာရှိနေတာကြောင့်အဆက်ကိုခပြင်းပြင်းရှူခဲ့ရပါတယ်။မိနစ်30လောက်ကြာတော့ရဲရရှိတွေကပြောင်းလာခဲ့ပြီးတော့အင်ကိုအေးစေးပြန်လို့ရပြီဖြစ်ကြောင်းနဲ့ Steve ကိုသူတို့ဒီညထိသိမ်းထားမှာဖြစ်တယ်ဆိုတဲ့အကြောင်းကိုပြောလာခဲ့ပါတယ်။ Steve အရင်ကဒေါသထွက်ရန်ဖြစ်တဲ့အကြောင်းအရာတွေကိုကျမကိုမေးမြန်းလာခဲ့ပါတယ်။ကျမက Steve အရင်အလွန်ကြုံတောက်ခဲ့ပြီးတော့ကျမကိုပူပြီးနှိမ့်ဆက်လာတယ်ဆိုတဲ့အကြောင်းကိုပြောပြခဲ့ပါတယ်။အဲ့နော် Steve ကကျမခန္ဓာကိုယ်ကိုအသေးစိတ်ဘလို့ဖြစ်တော့မယ်ဆိုတာဆွဲထားတဲ့စာရွက်တစ်ခုကိုပြန်လာခဲ့ပါတယ်။ ပြီးတော့ရှာမတွေ့နိုင်တဲ့နေရာမှာမြုပ်ထားမယ်ဆိုတဲ့အကြောင်းလေးကိုရေးဆွဲထားခဲ့ပြီးတော့သူကနှိပ်စက်ထားတဲ့ရက်တွေကိုခြာရေးထားပြီးတော့ جماعه တီအရာတွေကိုမြင်တွေ့ရတဲ့အခါအသက်တောင်မရှူနိုင်ဖြစ်ခဲ့ရပါတယ်။ جماعه မျက်ရည်တွေလည်းတောင်းလျှောက်ကြနေခဲ့ပါတယ်။ جماعه ရဲတွေကိုကြည့်လိုက်ပြီးတော့ဒါကဘာကိုဆိုလိုတာလဲဆိုပြီးမြင်လိုက်ပါတယ်။ သူတို့ကကျမကိုပြန်ကြည့်ခဲ့ပြီးတော့ဒါကမင်းကကောင်းသွားတယ်ဆိုတဲ့အဓိပ္ပာယ်ပဲဆိုပြီးပြောလာခဲ့ပါတယ်။ Steve ကိုလူသက်ရန်ကြိုးပမ်းမှုပြန်ပြီးဆွဲမှုတွေနဲ့တရားဆွဲထားခဲ့ပြီးတော့ကျမလည်းဒီမှာရှိတဲ့အင်ကိုထားခဲ့ပြီးတော့ဒီလိုအရာတွေမဖြစ်ခင်ကနေခဲ့တဲ့ Arizona ကိုပဲပြန်သွားခဲ့ပါတယ်။ဒီလိုရဖြစ်ခဲ့ရအောင် Steve ကအပြစ်ရှိတယ်ဆိုတဲ့ခံစားချက်ကိုမခံစားရဘဲနဲ့သူကထောင်နဲ့နှိမ့်ချောက်သွားခဲ့ပါတယ်။ကျမ Arizona ကိုမပြောင်းခင် Steve စီကစာတစာငွေရရှိခဲ့ပါတယ်။ရေရွှေရှင်းရှင်းပဲရေးသားထားခဲ့ပြီးတော့ ဒါကမပြီးဆုံးသေးဘူးမင်းကငါအပိုင်မယ်ဆိုပြီးရှင်းသားခဲ့ပါတယ်ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးလို့ကျေးဇူးတင်ပါတယ်သဘောကျနှစ်သက်တယ်ဆိုရင်ဗီဒီယိုလေးကို like နှိပ်သွားပြီးတော့ channel လေးကို subscribe လုပ်ပေးသွားကြဖို့တောင်းဆိုချင်ပါတယ်